င်မွန်းဖြစ်သူဆုံးပါတော်မှာတရားဝင်ချပြလာခဲ့တဲ့တရုတ်ဆောင်ပွင့်နေဒီမှာကေပရိသတ်ကြီးတို့ရင်ဒီနေ့မှာတော့တရုတ်ဆောင်လောကတဲကိုဝါသနာအရင်ကန်တစ်ခုတည်းနဲ့ဝင်ရောက်လာခဲ့တယ်ဇပုဇက်ရဲ့မင်းသမီးတဦးဖြစ်သူပွင့်နေဒီမောင်ရဲ့အကြောင်းအရာလေးတချို့ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အလုံးသိကြတဲ့အတိုင်းဘဝကိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါဖြစ်တဲ့တဲ့သူပွင့်နေဒီမောင်ကအမြဲတမ်းလူလူပျော်ရွှင်ပြီးတယောက်တည်းလူလူဖြစ်နေတတ်တာကြောင့်ပရိသတ်တော်တော်များများကသူ့ကိုအပျော်ကြီးတယောက်လို့သာသတ်မှတ်နေကြတာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာတော့ပွင့်နေဒီမောင်က သူ့ရဲ့ခင်ပွန်းတဲ့ဆုံးပါသွားပါပြီဆိုတဲ့အကြောင်းကို Facebook စာမျက်နှာမှာတရားဝင်ကြော်ညာလာခဲ့ပါတော့တယ်။ဒါကြောင့်ပဲပြိသက်တော်တော်များများကအံ့ဩခဲ့ရသလိုပွင့်တဲ့ဒီမောင်တယောက်ဘယ်တော့ကအိမ်အောင်ပြုလိုက်တာလဲဆိုတဲ့မေကွန်ပေါင်းများစွာကလည်းထွက်လာခဲ့ပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်ပွင့်နေဒီမောင်ရဲ့ခင်မွန်းဖြစ်သူဆုံးပါတာကိုစိတ်မဝင်စားကြပဲခင်မွန်းဖြစ်သူရှိနေတာကိုပို့ပြီးစိတ်ဝင်စားနေကြတာလို့ဆိုရပါမယ်။ ဒီမတိုင်ခင်မှာလဲပွင့်နေဒီမောင်ဟာအမြဲတမ်းလိုလိုတယောက်တည်းဖြစ်နေကြောင်းနဲ့နေမကောင်းနေတဲ့မိခင်ဖြစ်သူကိုသာရှာဖွေကြွေးမွေးနေရကြောင်းအမျိုးမျိုးချပြလာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲအပြိုကြီးတယောက်အနေနဲ့အယိုးထုတ်နေပြီလို့ထင်နေတဲ့အချိန်မှာအခုလိုမျိုးခင်မွန်းတဲ့ဖြစ်သူကိုတရားဝင်ချပြလိုက်တာကြောင့်ပြည်သက်တွေကအတော်လေးကိုအံ့ဩနေခဲ့ကြတာပဲဖြစ်ပါတယ်။ပွင့်နေဒီမောင်ရဲ့ခင်မွန်းတဲ့ကတော့ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့နေ့လယ်7:00နာရီဝန်းကျင်ခန့်မှာပဲ96ပါသောယောဂါနဲ့ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ပြီလို့ပြောရမှာပါ။ တကယ်တမ်းမှကြတော့ပွင့်နေဒီမောင်ကအမြဲတမ်းလိုလိုပျော်ပျော်နေတတ်သူတယောက်ဖြစ်ပေမဲ့လည်းသူ့ရဲ့အလုပ်အရာပါစင်နယ်ကိစ္စတွေကိုပါဖုံးကွယ်ထားခဲ့တာလို့ပြောရပါမယ်။ဒီမတိုင်ခင်မှာလည်းပွင့်နေဒီမောင်ကမိခင်ဖြစ်သူအတွက်အလူတနာလေးလှုပ်ပေးခြင်းနဲ့ဆိုတဲ့အကြောင်းပြချက်နဲ့သာသနာ့ဘောင်တဲကိုဝင်ပြီးတိလရှင်ဝတ်ခဲ့ပါသေးတယ်။ပရိသတ်တွေအနေနဲ့ကလည်းမိခင်ဖြစ်သူနဲ့ဘဝကိုဖျက်ဆီးနေတဲ့သူမကိုဝိုင်းပြီးချစ်ပေးနေခဲ့ကြသလုံးလော်ကီရေးရတွေကိုလည်းစိတ်ကုံသွားစေဖို့ဝိုင်းပြီးတိုက်တွန်းနေခဲ့ကြတာပါ။ ဒါပေမဲ့လည်းပွင့်နေဒီမောင်ကတော့ခင်မွန်းဖြစ်သူကွဲလွန်သွားပြီဆိုတဲ့အချိန်မှာပြိသက်တွေကိုချပြခဲ့သလုံးတိရရှင်ဝေခဲ့တဲ့အကြောင်းအရာကလည်းခင်မွန်းဖြစ်သူရဲ့ကျမ်းမာရေးအတွက်ယရရာတစ်ခုခြေတာမျိုးဆိုတဲ့အကြောင်းကိုသိခဲ့ရပါသေးတယ်။ဒါကြောင့်ပဲပြိသက်တွေကခင်မွန်းဖြစ်သူစုံပါသွားလို့ဝိုင်းပြီးဝန်းနေစကားဆိုရမယ့်အစားအမြဲတမ်းလိုလိုလိမ်နေတတ်တယ်။ပွင့်နေဒီမောင်ကိုဝိုင်းပြီးပြောဆိုခဲ့ကြပါတော့တယ်။လူပဲဖြစ်ဖြစ်ပါတကယ်တမ်းမှာလဲဘဝကြီးတစ်ခုလုံးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုအခုလိုမျိုးတူတူဝက်ဝက်မလုပ်သင့်ဘူးဆိုတာသိကြနေခဲ့ပါတယ် တချို့သောပြည်သက်တွေကတော့ခင်မွန်းဖြစ်သူဆုံးပါသွားလို့ဝမ်းနေနေတဲ့သူမကိုခဏတာလွတ်ထားပေးလိုက်မယ်လို့ပြောနေကြပြီးတချို့ကြတော့လေခင်မွန်းဖြစ်သူရှိတာကိုမကြောညာတာကအမှုပညာမောင်နှမဆိုတဲ့ခေါင်းစဉ်နဲ့မပြော့ပါရမှာဆိုလို့နေမှာပါဆိုပြီးဝိုင်းပြောနေခဲ့ကြပါတော့တယ်ဘလို့ပဲဖြစ်ဖြစ်ပါဘဝတစ်ပါးကိုရောက်သူကလည်းရောက်သွားပြီးမလို့ပြည်သက်ကြီးတို့အနေနဲ့လေခင်မွန်းဖြစ်သူကြောင့်ပူဆွေးတော့ကရောက်နေတဲ့သူမကိုအပိစကားပြောသွားကြပါအောင်ဗျာဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်လဲမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အမှုပညာရှင်သတင်းအကြောင်းအရာတွေဆက်လီသတင်းအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့အတွက်လည်းတောင်းဆိုလိုက်ရပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာလည်းအသေးအသေးသောအကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးသွားမယ့်အကြောင်းပြောရင်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရပါတယ်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေ